ရင်ပြည်သမားအလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျူဆက်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ကန်အပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့စပေးတဲ့မြန်မာနိုင်ငံမှာဘိန်းဆိုင်ပြိုးမှုဆယ်နှစ်အတွင်းအမြင့်ဆုံးရောက်ရှိလာပြီးမောင်ခိုလုပ်ငန်းအမျိုးမျိုးစုဝေးရဘိုးအချက်ဖြစ်လာကော ကမ္ဘာဘိန်းဆိုင်ပြုံးမှုနံပါတ်1နိုင်ငံအဖြစ်မြန်မာနိုင်ငံကဆက်လက်ရည်တည်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိစစ်ဘေးတင့်မြန်မာနိုင်ငံမှာဘိန်းဆိုင်ပြုံးမှု10နဲ့တွင်းအမြင့်ဆုံးကိုရောက်ရှိလာတယ်လို့ဂူလာသမဂ္ဂရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ဂူလာသမဂ္ဂရဲ့ဒီကနေ့ဗိုလ်တော်ဦးနဲ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံရဲ့ဘိန်းဆိုင်ပြုံးမှုဟာ10နှစ်တာကာလအတွင်းစံချိန်တင်အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီးတော့အဲဒီကနေထွက်ရှိလာတဲ့ဘိန်းပြူတွေကိုအနောက်နိုင်ငံဈေးကွက်များသို့ကူတန်းရောင်းဝယ်နေတဲ့အစောပိုင်းလက္ခဏာများကိုတွေ့ရှိနေရတယ်လို့သိရပါတယ်။ ဒါပြင်စစ်ဘေးတင်းနေတဲ့မြန်မာနိုင်ငံမှာတရားမဝင်တပ်တုဒူးဖော့ဂျဲမာသည်ဂျာပြန့်လိမ့်လည်မှုများထိမတာအဖက်တမင်းနဲ့ဘိန်းပြူကဲ့သို့တရားမဝင်မူရဲ့စေဝါများထုတ်လုပ်ခြင်းထိအမျိုးမျိုးသောမောင်ကိုလုပ်ငန်းများစုဝေးရဘိုးဘိုးချက်ဖြစ်လာကြောင်းမြန်မာနိုင်ငံဟာကမ္ဘာထိပ်တန့်ဘိန်းဆိုင်ပြိုထုတ်လုပ်သူများထဲမှာအချိန်ကြာမြင့်စွာပါဝင်ခဲ့ပြီးတော့2022ခုနှစ်မှာအာဖဂန်နစ္စတန်မှာဒါလီဘန်ဆိုးရွားမှဘိန်းလုပ်ငန်းတွေကိုနှိမ်နှင်းပြီးတဲ့နောက်ကမ္ဘာအဆင့်တင့်နေရာကိုရာယူခဲ့တယ်လို့သိရပါတယ် 2021ဆရာနာတင်ပြီးတဲ့နောက်မှာမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ်တေအတွက်ရန်မုံငွေများကိုထောက်ပံ့ပေးရမှာတရားမဝင်လုပ်ငန်းများဟာအဓိကငွေရင်းမြစ်တွေဖြစ်လာကြောင်းဂူလာသမဂမွေးရဲ့စေဝါနဲ့ရာဇဝမှုဆိုင်ရာယုံ UNODC ရဲ့စီရင်ကစားရရခုနှစ်မြန်မာနိုင်ငံမြေပေါ်မှာဘိန်းဆိုင်ပြောတဲ့ဧကဟာဟက9300ကျော်တသိန်း3100ဧကကျော်လွန်ခဲ့ပြီးတော့2015ခုနှစ်နောက်ပိုင်းမှာအကြီးဆုံးနဲ့မြေဖြစ်မှတ်တမ်းတင်ခဲ့တယ်လို့သိရပါတယ်။ ဒါပြင် UNODC agency ရဲ့နေဆင့်ထုတ်ပြန်တဲ့မြန်မာဘိန်းဆိုင်ပြိုမှုစစ်တမ်းမှာအာဖဂန်နစ္စတန်မှာဘိန်းနိုင်နေမှုတွေပြုလုပ်ပြီးတဲ့နောက်အခြေတဝါရှားမှာဂူတန်းရောင်းဝယ်တဲ့ဘိန်းမျိုးတွေဟာဈေးကွက်တက်များတို့ရောက်ရှိလာတဲ့လက္ခဏာများပေါ်ထွက်နေတယ်လို့သိရပါတယ်။2024ခုနှစ်နဲ့2025ခုနှစ်စောပိုင်းမှာထိုင်းနိုင်ငံမှာဥရောပတမကားတို့လေကြောင်းခရီးနဲ့သွားလာတဲ့ခရီးသည်များထံမှမြန်မာနိုင်ငံမူရင်းဖြစ်တယ်လို့တန်တရားရှိရတဲ့ဘိန်းပြူစုစုပေါင်း60ကီလိုဂရမ်ဖမ်းဆီးရမိတယ်လို့သိရပါတယ်။ အစောပါပမာဏတိတာထင်ရှားလာတဲ့အတိုင်းတာမဟုတ်သေးပေမဲ့လည်းပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်ဟာမြန်မာနိုင်ငံမှာဘင်းဆိုင်ပြိုကျင်းနဲ့ထုတ်လုပ်ခြင်းကိုပိုမိုအားပေးနိုင်တယ်လို့သုံးသပ်ထားပါတယ်မြန်မာနိုင်ငံမှာပြည်တွင်းဆက်မဖြစ်ပွားမိကားပင်ဘင်းကိုခြေပြန်းစွာစိုက်ပျိုးခဲ့ကြပြီးတော့စပွဲကြောင့်မောင်ကိုဈေးခွက်များပိုမိုအားကောင်းလာကြောင်းဒါပြင်ဘိုးအစိုးရအားနည်းလာခြင်းတိုက်ပွဲတွေကြောင့်စမှုလုပ်ငန်းအခြေခံအဆောက်အုံများပျက်စီးသွားခြင်းနဲ့ဆင်းရဲမွဲတိတ်မှုမြင့်တက်လာခြင်းတွေကြောင့်ဆရာငယ်မှုတွေပိုမိုတိုးလာနေတယ်လို့လည်းသိရပါတယ် UNODC ရဲ့စီရင်ခန်းစာမှာမဒီမငိမ်ဖြစ်မှုကလယ်သမားများကိုဘိန်းဆိုင်ပြိုကျင်းစီတို့ဒုံပို့နေပေမဲ့ပြင်းထန်လာတဲ့ပြိပခါနဲ့မလုံခြုံမှုတွေကြောင့်၎င်းတို့ကစိုက်ခဲများကိုဂယုဆိုင်ရန်ပုံမခက်ခဲလာတယ်လို့ဖော်ပြထားပါတယ်။စစ်ပွဲတွင်းလယ်သမားများနဲ့လက်နက်ကင်ဖွဲ့များနှစ်ဖက်စလုံးဝင်ငွေရှာနိုင်တဲ့နေလမ်းများထဲမှတစ်ခုဟာဘိန်းဆိုင်ပြိုကျင်းပင်ဖြစ်ကြောင်းအဆိုပါဘိန်းဆိုင်ခင်းနေဟာ2024ခုနှစ်မှစပြီးစခွန်နေရာကိုင်းတို့လာပေမဲ့ယခုနှစ်ထွက်ရှိတဲ့အထွတ်နှုန်းဟာတန်ထထောင်ခန့်နဲ့ ရေဘူးရအပြင်အပြောင်းလဲမရှိဖြစ်နေတယ်လို့ UNODC စီရင်ခန်းစာကမှတ်ချက်ပြုတ်ထားပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးချင်တဲ့သတင်းကတော့လွိုင်ခေါ်မျိုးနဲ့ဂုံမောင်ဂျေးဝါကိုစစ်ကြောင်းထိုးလာတဲ့စတက်ကိုတိုက်ခိုက်မှုတွင်အချမ်းဘက်စစ်သား20ဦးသေဆုံးပြီးတော့လက်နက်22လက်ဒင်းစရာရှိခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ GNB နဲ့လွိုင်ခေါ်မျိုးနဲ့ဂုံမောင်ဂျေးဝါကိုစစ်ကြောင်းထိုးလာတဲ့အချမ်းဘက်စတက်ကိုတိုက်ခိုက်ရမှာစစ်သား20ဦးသေဆုံးပြီးတနက်22လက်ဒင်းစရာရှိခဲ့တယ်လို့အမှန်9000တရင်ရှမ်းထောက်မှာတာဝန်ရှိသူတအူးကပြောပါတယ်။ နိုဝင်ဘာလ10ရက်နေ့မှာလွိုက်ကော်မျိုးနယ်ဂုံမောင်ချေးဝါကိုစကြောင်းထိုးရန်ထွက်လာတဲ့ဂျာမန်စစ်တပ်ကိုဒေါ်လန်ရင်တပွဲများကလမ်းမိုင်းတနေရာရောက်မှဂျားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းအဲလိုတိုက်ခိုက်မှုတွေမှာအဂျာမန်စစ်တပ်ကစစ်သား20ဦးသေဆုံးကတနက်22လက်တင်းဆက်ရရှိခဲ့ကြောင်းထိုကဲတို့တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာဒေါ်လန်ရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်စစ်ကြောင်းနှစ်ကြောင်းကရွာထဲကိုထိုးလာတာအဲဒီထက်ကမှအဓိကစစ်ကြောင်းကအင်အား90ပါတဲ့စစ်ကြောင်းကိုချေမုန်းနိုင်ခဲ့တာပါ လက်နက်က22လက်ရတယ်။စခွေးတွေဘက်ကအတိအပြောက်က20နီးပါးတည်ဆုံနေ။အဲဒီစခွေးစစ်ကြောင်းကလင်းဖုံကြီးရွာကနေထွက်လာတဲ့စခွေးစစ်ကြောင်းမှာသူကကိုရီခံစဲပြင်ထားတဲ့ရွာကိုဝင်တိုးတာချင်းမုံရင်းနဲ့ဒရုန်းနဲ့ပေါင်းပြီးတော့ပြန်တွယ်နိုင်ခဲ့တာပါ။လက်ရှိမှာစခွေးစစ်ကြောင်းကလင်းဖုံရွာထဲမှာပဲရှိသေးတယ်လို့အမှန်တထောင်ကတည်ရင်ရှမ်းတောင်မှာတာဝန်ရှိသူကပြောပါတယ်။ယခုလိုတိုက်ခိုက်မှုကို KAKNDF နဲ့ PDF တပ်ဖွဲ့များကပူးပေါင်းလုံဆောင်ကြတာဖြစ်ကြောင်းလက်ရှိချိန်မှာဂျမတ်စစ်တပ်စစ်ကြောင်းဟာ လင်းဖုံရွာထဲမှာရှိနေသေးကြောင်းသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့အချမ်းဘက်စစ်သား80ဝန်းကျင်တေဆုံးခဲ့တဲ့ခင်ဦးတိုက်ပွဲမှာတင်ဆက်ရရှိခဲ့တဲ့လက်နက်ခဲယမ်းတွေကိုဒေါ်လန်ရေးရဲဘော်များထံသို့ဂုံပြုချင်းမြင့်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အချမ်းဘက်စစ်တပ်မှာစစ်သား80ဝန်းကျင်တေဆုံးခဲ့တဲ့ခင်ဦးတိုက်ပွဲကနေတင်ဆက်ရရှိခဲ့တဲ့လက်နက်ခဲယမ်းတွေကိုဒေါ်လန်ရေးရဲဘော်များထံသို့ဂုံပြုချင်းမြင့်လိုက်တယ်လို့ခင်ဦးမျိုးနယ်ပြည်သူ့ကော်မတီရဲ့ဖွဲ့ပကဖမှဒေါ်လန်ရေးတရင်ရေးမြစ်ကပြောပါတယ်။ ယမန်နေ့ဒီဇင်ဘာလ2ရက်နေ့မှာခေုံမြို့နယ်မြို့နယ်ပါကပါကတိုက်ပွဲအတွင်းမှာတင်းစဲရမိတဲ့ဆက်လက်နက်များအနက်မှ MA1 တနက်10လက်နဲ့ G3 တနက်4လက်ပါဝင်စုစုပေါင်းတနက်14လက်ကိုတိုင်းနယ်ပါကပါများနဲ့ယူဂျီပါကပါတွေကိုအတိမတ်ပြုဂုံပြုချင်းမြင့်ပေးရတယ်လို့သိရပါတယ်။အခုတိုက်ပွဲမှာရခဲ့တဲ့လက်နက်ခဲရန်နဲ့စစ်တုံးပစ္စည်းတွေကိုခွဲဝေပေးတာပါလို့ဟုတ်ကဲ့ခေုံမြို့နယ်ပါကပါမှာတရင်ရေးမြစ်ကရှင်းပြပါတယ်။နိုဝင်ဘာလ23ရက်နေ့မွန်လွဲ12နာရီခန့်မှာ ခေုံမြို့နယ်မုံလာချေးွာအတွင်း၄ရက်ကြာယာယီတဆွဲအထိုင်းချထားတဲ့ဂျမ်းဘတ်စစ်တာပြင်းထောင်ပြူစော်တီးွာတို့အင်အား180ခန်းနဲ့ထွက်လာစဉ်ဒေါ်လန်ရီတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့အစိုးရတပ်ဖွဲ့မှစစ်တပ်စစ်ကြောင်းတစ်ခုလုံးပြတ်သွားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့အဲဒီတိုက်ပွဲတော့မှာအဂျမ်းဘတ်စစ်သား80ဝန်းကျင်တေဆုံးကလက်နက်29လက်နဲ့ခဲယမ်းတွေတင်ဆက်ရရှိခဲ့တယ်လို့ဆိုပါတယ်။ယခုလိုဒေါ်လန်ရီရဲဘော့များထံဇလနဲ့ပြည်စီများဘေးရပွဲတို့မျိုးနဲ့ဘကဖတာဝန်ခံဘကဖဒုတာဝန်ခံ င်အားစုဖွဲ့လေးချင်းရေးတာဝန်ခံဇလနဲ့တာဝန်ခံကိုကယ်တာဝန်ခံစတွေ့ရေးတာဝန်ခံဒရင်တာဝန်ခံဘဂပပန္နာယီဘဂပယုံဖွဲ့မှုနဲ့ဟုတ်ကဲ့ဘဂပတစိမ့်မှုတို့မှအတီးတီးဂုံပြုချင်းမြင်ပေးရပြီတော့တိုင်းနဲ့တင်းနဲ့၃လေး၅ဘဂပခေါင်းဆောင်ဒူခေါင်းဆောင်နဲ့အဖွဲ့များယူဂျီဘဂပခေါင်းဆောင်နဲ့အဖွဲ့များတက်ဆိုင်ရာဘဂပရဲဘော်များမှအတိအလက်ကံရာယူကြကြတယ်လို့သိရပါတယ်။ခုလိုခင်ဦးမျိုးနဲ့အတွင်းတော်လိုင်းရေးတပ်များကတိုက်ခိုက်ချင်မုန်းခဲ့တဲ့စစ်တပ်စစ်ကြောင်းဟာ ဂမ်မလူမျိုးနယ်မှာနေပြူဟာ33နှစ်ခါမယာတက်တက်တယ်ဂမ်မလူပြူစောတီများနဲ့စိုးပွေထားတာဖြစ်ပြီးအရေးစစ်ချောင်းကိုအမတ်နဲ့ရှုပ်ဖို့ခေရင်အမတ်သုံးတက်ရင်ခေုံမျိုးနယ်ဘက်ကပါတိုင်းနယ်တင်းနယ်345ဘက်ကပါများခေုံမျိုးနယ်ပါလာပါပြည်သူ့ကွယ်ရေးအဖွဲ့ခေုံမျိုးနယ်တို့ကပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့တက်နဲ့မပူပေါင်းမဆောင်ရွက်နိုင်ရင်အစိုးရတဲ့တက်လာပြီးနောက်တနေ့ပြုတ်ကြမယ်လို့ဂျန်ဖောပါတီဥက္ကဋ္ဌခင်ကြီးပြောခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ် အကြံဖက်စက်တက်နဲ့မပိုးပေါင်းမဆောင်ရွက်နိုင်ရင်အစိုးရတဲ့တက်လာပြီးနောက်တနေ့ပြုတ်ကြမှာဖြစ်တယ်လို့ဂျန်ဖိုးပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့ပတိန်မြို့မှာပြုလုပ်တဲ့ဂျန်ခိုင်ရီပါတီရဲ့မဲဆွယ်စည်းရုံးပွဲမှာဂျန်ဖိုးခင်ကြီးကအဲ့လိုပြောဆိုလာတာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာဆန္ဒမဲပေးရမှာစက်တက်နဲ့အစဉ်ပြေတဲ့ပါတီကိုသားလေးရဲ့မဲပေးရမှာဖြစ်ကြောင်းတကယ်လို့စက်တက်နဲ့အစဉ်မပြေတဲ့အစိုးရတက်ဟာတက်လာပြီးနောက်တနေ့မှာပဲပြုတ်ကြသွားမှာဖြစ်ကြောင်း ါကြောင့်စစ်တပ်နဲ့အစဉ်ပြေတဲ့ပါတီကိုစံထားပြီးရွေးချယ်ရမှာဖြစ်တယ်လို့ဂျန်ဖော့ခင်ကြီးကပြောဆိုပါတယ်။အခုတက်လာမယ့်အစိုးရတက်ကဓမ္မတော်နဲ့ဂျော်ချင်းကတ်ရင်ချင်းကတ်မဆောင်ရနိုင်ဘူးဆိုရင်ဒေးကြတယ်ဒီအစိုးရနောက်နေ့ပြုတ်ကြမှာဒါကိုစံထားပြီးရွေးရမယ်။ဒိုင်းပြည်ပြန်လဲထူထောင်ရေးမှာအတွေ့အကြုံရှိတဲ့အဖွဲ့အစည်းမျိုးလူဘိုးကိုမျိုးရေးကြည့်တယ်။နောက်ပြီးထူထောင်နိုင်တဲ့စွမ်းရည်ရှိတဲ့လူမျိုးလူဘိုးကိုင်ပူတဲ့လူမျိုးလိုတယ်လို့ဂျန်ဖော့ခင်ကြီးကပြောပါတယ်။ လက်ရှိမှာစစ်တပ်ကရွေးကောက်ပွဲလုပ်ရန်အချိန်နီးကပ်လာတာနဲ့အမျှအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လင်းကလည်းရွေးကောက်ပွဲမှာစစ်တပ်နဲ့တဟားစာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်တဲ့သူများကိုသာမဲပေးရွေးချယ်ရန်ဒီဇင်မာလာတရက်နေ့ပြည်ဝင်လွှဲမှာရှိတဲ့ဝန်ထမ်းများနဲ့တွဲဆုံစဉ်တရားဝင်ပေါ်ပေါ်တင်တင်ဖိအားပေးပြောဆိုလာတာဖြစ်ပါတယ်။ဆန္ဒမဲတွေပေးရမှာတိုင်းပြည်နဲ့ဒေသအချို့ကိုဆောင်ရွက်နိုင်တဲ့သူဒေါတာဝင်ရေသုံးပါးကိုလိုင်းနာဆောင်ထိန်သူစတက်ကနိုင်ငံတော်တည်ရှိနေသူတွေတည်ရှိမဲ့အခိုင်အမာဆုံးသောအဖွဲ့အစည်းဖြစ်တာကြောင့် ၎င်းတို့စတက်နယ်တဟားစာတာဖြစ်စွာလက်တွဲဆောင်ရနိုင်သူများကိုရွေးချယ်ပြီးဆန္ဒမဲ့ပေးရန်လိုတယ်လို့မင်းအောင်လင်ကပြောဆိုခဲ့ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ရေဦးလောင်သွားပို့တဲ့တန်လျင်အောင်မြင့်မို့လူမှုကူညီရင်တိမ်းမောက်ပြီးအတင်းဥက္ကဋ္ဌတည်ဆုံးသွားတဲ့တင်ကိုတင်ဆက်ပေးကြပါတယ်။ရန်ကုန်တိုင်းတန်လျင်မျိုးနယ်ကနေမကွေတိုင်းကိုရေဦးလောင်သွားပို့တဲ့ပရာဟိတရင်တိမ်းမောက်ရာကနေအတင်းရဲ့ဥက္ကဋ္ဌတည်ဆုံးခဲ့တယ်လို့တင်ရရှိပါတယ်။တန်လျင်မျိုးနယ်ကအောင်မြင့်မို့လူမှုကူညီကယ်ဆယ်ရေးအသင်းဟာ ဘေကရဲနဝင်ဘာလ28ရက်နေ့ကမကွေးတိုင်းဘက်ကိုရုတ်လောင်းသွားပို့ပြီးနောက်အပြန်တောင်ချိုလန်းတနေရာမှာယင်တိမ်းမောက်ခဲ့ကြောင်းအဲဒီမှာကားပေါ်မှာပါလာတဲ့ကုတ်ကထအိုးဆိုးနိုင်တဲ့တခြားအတင်းသားတဦးဟာတိုင်ရရရှိခဲ့ပြီးရန်ကုန်ဆေးရုံကြီးမှာဈေးကူတာခဲ့ရတယ်လို့နိစက်သူတွေကပြောပါတယ်။ဒိုင်းနောက်၄ရက်ကြာဒီဇင်ဘာလ2ရက်နေ့မနက်ပိုင်းမှာတော့အတင်းရဲ့ဥက္ကဋ္ဌဖြစ်သူဟာခွဲလွန်သွားခဲ့တယ်လို့နိစက်သူတွေကပြောပါတယ်။မကွေးတိုင်းကိုတန်လျင်ကဓာတ်ဖောတွေပို့ပြီးအပြန်လမ်းပြင်းနေတဲ့နေရာမြက်ွက်ဖြစ်နေလို့မှောက်သွားတာလို့ပြောတယ်လို့ နေဆက်သူတဦးကပြောပါတယ်။ဆိုပါအောင်မြင်းမို့လူမှုကူညီကဲဆဲရေးခြင်းဟာတန်လျင်မျိုးနယ်မှာဇေယုံမှလူနာတွေကိုအခြားဒေသတို့မကြာခဏလွှဲပြောင်းပို့ဆောင်ပေးတဲ့ရေးပေါ်ကားတစီဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဟုတ်ကဲ့ကလေးတောင်ပိုင်းတိုက်ပွဲမှာကျောင်းသားတမတော်ကတဆုတ်မှုပါဝင်ရေးပေါ်တုံဦးကြာဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။စကိုင်းတိုင်းကလေးမျိုးနယ်တောင်ပိုင်းမှာဂျမ်ဘတ်ဆဲဟုဆုံးတဲ့တော်လိုင်းအင်အားစုတွေဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်တဆုတ်မှုအပါဝင်တော်လိုင်းရေးပေါ်တုံဦးကြာဆုံးခဲ့တယ်လို့ ဒီမိုကရက်တစ်တပ်ဦးចောင်းသားတက်မတော်အမှတ်30ကြောင်း APSDF Colon 3ကဒီဇင်ဘာလ2ရက်မှာသတင်းထုတ်ပြန်ပါတယ်။အဲလိုတိုက်ပွဲမှာအကြောက်ဆုံးခဲ့တဲ့သူတွေဟာဒီမိုကရက်တစ်တပ်ဦးចောင်းသားတက်မတော်အမှတ်30ကြောင်းအမှတ်စနစ်တရက်မှာတာဝန်ထမ်းဆောင်နေကြတဲ့ဒဆုံမူရဲဘော်စိန်မြင့်လွန်ခေါ်ဖိုးလွင်ရဲဘော်စောစောဦးခေါ်မိုင်မိုင်ရဲဘော်နိုင်လင်းစိုးခေါ်ညက်စီတို့ဖြစ်တယ်လို့ဆိုပါတယ်။၎င်းတို့တုံးဟာပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့က စကိုင်းတိုင်းကလေးမျိုးနဲ့တောင်ပိုင်းမှာဆယ်ဆုနဲ့ဖြစ်ပေါ်တဲ့တိုက်ပွဲတွေမှာကြောက်ဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ရဲဘော်တို့ဒီဂျောင်းသားတမတော်မှာပေးရတဲ့တာဝယ်များကိုခြေပြွန်းသွားထမ်းဆောင်ပြီးရဲဘော်တို့ရဲ့ရဲစွမ်းတက်တိနဲ့ဇွန်းလို့စွန်စားမှုတွေကိုမိမိတို့ဂျောင်းသားတမတော်အမှတ်30ကျောင်းမှာဂုံပြူးမတန်တင်ရပါတယ်။ရဲဘော်တို့မြင်းမြတ်စွာကြောက်ဆုံးမှုအပေါ်မိသားစုများနဲ့ထပ်တူဝမ်းနဲ့ခြေခွဲရပြီးတော့ရဲဘော်တို့ရဲ့တော်လန်ရေးတာဝယ်များအားဆက်လက်ထမ်းဆောင်ရင်းအာနာရှင်စနစ်ဖြုတ်ချသည့်အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကျွန်ုပ်တို့ဂရီးပြုတ်ရပါတယ်လို့ဒီမိုကရက်တစ်တပ်ဦးចောင်းသားတက်မတော်အမတ်သုံးစစ်ကြောင်းကဝန်내ကြောင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ပွဲတော်မှာကြာဆုံးရဲဘော်၃ဦးအပြင်ထိခိုက်တန်ရာရရှိသူ၁၀ဦးခန့်ရှိခဲ့တယ်လို့ပြီးခဲ့တဲ့ဇွန်လ၁၉ရက်နေ့ကလည်းပလဲမြို့နယ်ဂန်းတောင်ကျေးဝါစကန်းတိန်တိုက်ပွဲတော်မှာចောင်းသားတက်မတော်အမတ်သုံးစစ်ကြောင်းအမတ်ဆက်လီတရဲမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ထိုက်ကြီးခေါ်တတ်ထိုက်အောင်ရဲဘော်ចောင်းသားလေးခေါ်ချစ်စော်ဖြိုးရဲဘော်ဂျိမ်းမောင်းတို့၃ဦးကြာဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာတွေ့ရပါတယ်။ ဒါပြန်ဖေဝါရီလ12ရက်နေ့ကကလေးတောင်ပိုင်းတိုက်ပွဲအတွင်းမှာလဲဒူတဆိတ်မှုဖြစ်တဲ့ရဲဘော်ကနောင်ခေါ်တဲကိုအောင်ဒဆုံမှုရဲဘော်မြောင်းခေါ်လင်ကွန်းတို့ကြာဆုံးခဲ့တယ်လို့ကျောင်းသားတက်မတော်ကထုတ်ပြန်ထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတည်နားဆင်ခဲ့တဲ့တရင်ပိတ်သက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြရင်ပြပါတရင်ဒေါ်လာရင်ဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။